ရခိုင်ပြည်ကြောက်ဖြူမြို့နယ်ထဲကရွာရီနဲ့စနဲမြို့ကတိုက်နယ်ဇီးရော်တွေကိုစစ်ကောင်စီတပ်ကဗုံးကျဲတိုက်ခိုက်မှုတွေလုပ်နေတာကြောင့်အရက်သားထိမဲ့တိဆုံမှုတွေရှိနေပါတယ်။စနဲမြို့တိုက်နယ်ဇီးရုံနဲ့ကက်တပြေရွာကိုမတ်လ10ရက်နေ့ကစစ်ကောင်စီတပ်ကဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်တာကြောင့်ဒေသခံပြည်သူတယောက်ထိမဲ့တိဆုံခဲ့ပါတယ်။ဒါပြင်တိုက်နယ်ဆေးရုံအဆောက်အအုံအပါဝင် နေအလုံးရင်း20လောက်လဲမိလောက်ပြည့်စီသွားတယ်လို့ဒေတာခန့်တွေကပြောပါတယ် ကျောက်ဖြူမြို့နယ်ထက်ကစက်သိမ်ရွာကိုမတ်လ23ရက်နေ့မှာလဲစစ်ကောင်စီကဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်တာကြောင့်နေအိမ်40ထက်မနည်းပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ကျောက်ဖြူမြို့နယ်အခြေဆိုင်စစ်ကောင်စီရဲ့ရေတပ်စခန်းကနေဒရုန်းတွေလွတ်တင်ပြီးတိုက်ခိုက်နေတာလို့ဆိုကြပါတယ်။ဒါ့အပြင်စစ်တွေမြို့နားမှာလဲမတ်လဒုတိယပတ်အထိစစ်ကောင်စီတပ်နဲ့အရခတ်တပ်တော် AA တို့တိုက်ပွဲပြင်းထန်နေပါတယ်။ အေအေနဲ့စစ်ကောက်စီတက်ကြားကတိုက်ပွဲတွေဟာရခိုင်မတင်မကပဲအေအဝဒီတိုင်းပဲခူးတိုင်းအထိကူးဆက်လာနေပါတယ်။အေအေရဲ့ထူးစစ်ကြောင့်ပဲခူးတိုင်းပဒေါမြူနယ်ရှိ အခိုင်အမာစခန်းဖြစ်တဲ့ညောင်ကျိုးစခန်းကစစ်ကောက်စီတပ်ဖွဲ့ဝင်တွေမတ်လ17ရက်နေ့မှာစုတ်ခွာထွက်ပြေးနေပြီးပြည်မြို့မှာလည်းစစ်ကောက်စီတပ်ကလုံခြုံရေးတိုးမြင့်လိုက်တယ်လို့ဒေသခံတွေကပြောပါတယ်။